မင်္ဂလာပါရှင်မာရီယာဟာညူယောက်မြို့ရဲ့ဒင်းငယ်တဲ့တိုက်ခန်းမှာမိခင်နဲ့အတူနေထိုင်ပါတယ်သူဟာ အသက်အရန်ကြီးတယ်အမျိုးသမီးလည်းမဟုတ်တလို့အသက်လည်းသိပြီးတော့မငယ်ပါဘူးအရက်ရှိတာလည်းမဟုတ်တလို့ပူနေတာလည်းမဟုတ်ပါဘူးအရန်လာနေတာလည်းမဟုတ်တလို့ရုပ်လည်းမဆိုးရဲအမျိုးသမီးတရားဖြစ်ပါတယ်သူမဟာတာမန် အမျိုးသမီးတစ်ယောက်ဖြစ်ပြီးကြီးမားတဲ့ကုမ္ပဏီတစ်ခုရဲ့ secretary အဖြစ်လုပ်ကိုင်းပါတယ်။သူမရဲ့ဘဝဟာပျော်ရွှင်စရာမရှိတဲ့ပြင်းကြီးညီငွေစရာတာမန်ဘဝတစ်ခုပါပဲ။ရုံးမှလည်းသူမအပေါ်ချွချွချွချူအယုံဆိုင်တာမျိုးကြီးမရှိပါဘူး။သူမကရင်းစရာကောင်းတဲ့ဒုတိယအနေနဲ့ပဲမြင်ကြပါတယ်။တနေ့တော့မနေ့ကင်းစောစောရုံးသွားတဲ့အချိန် အုတ်ထုတ်ရောင်းနဲ့ဆိုင်အထစ်တစ်ဆိုင်ကိုတွေးလိုက်ပါတယ်။သူမလည်းစူးစမ်းခြင်းနဲ့အတွက်ကြောင့်အလျင်စလိုဆိုင်ထဲဝင်သွားပါတယ်။ဆိုင်ထဲမှာအုတ်ထုတ်လာဝဲကြတဲ့ကလေးမလေးတယောက်နဲ့သူမရဲ့မမေအဖြစ်တခြားဈေးဝယ်တဲ့လူတွေလည်းအများကြီးရှိနေတယ်။မာရီယာလည်းအုတ်ထုတ်တချို့ကိုဆန်းဝစ်ကြည့်တယ်။နောက်ဆုံးမှာကြိုက်တဲ့အုတ်ထုတ်ရသွားပါတယ်။ ဆောင်းကြည့်တဲ့အခါတိတ်ကြည့်ကောင်းပြီးတိတ်လာနေတာကိုတွေ့ရတယ်။သူမကိုတရီထားမိတဲ့ပထမဆုံး လူတစ်ယောက်ကတော့ဆိုင်ထဲမှာရှိတဲ့ကလေးမလေးပဲ ဖြစ်ပါတယ်။ကလေးမလေးကမမေရင်အုတ်ထုတ်ဆောင်းလိုက်တော့မမကတိတ်လာသွားတာပဲလို့ဟောပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာမမေဖြစ်သူကလည်းအုတ်ထုတ်လေးနဲ့ တိတ်ကိုလာသွားတာပဲလို့ပြောလိုက်ပါတယ်။တခြားဈေးဝယ်တဲ့သူတွေလည်းရလာပြီးအုတ်ချုပ်လေးကတိတ်လာတယ်။ပြီးတော့ဒီအုတ်ချုပ်လေးနဲ့တိတ်ကိုချစ်စရာကောင်းသွားတယ်လို့ပြောကြပါတယ်။အဲဒီအချိန်မှာမာရီယာကမန်ရှိသွားပြီးသူ့ကိုယ်သူကြည့်လိုက်တယ်။သူမရဲ့လူချီးဘွားမှာပထမဆုံးအချိန်ရဖြင့်သူမကိုသူမသဘောကျခဲ့ပါတယ်။ပြုံပြုံလေးနဲ့ ကောင်တာရှေ့သွားပြီးအုတ်ထုတ်ဝယ်လိုက်ပါတယ်။ဆိုင်အပြင်ဖက်ကိုထွက်လိုက်တဲ့အခါပဝင်းချင်းအစ်တစ်ခုပေါ်ပေါက်လာတယ်လို့ပါပဲ။အရင်တုန်းကတရိမထားမိတဲ့ပန်းလေးတွေရဲ့အယောင်နဲ့တန့်ရှင်းလက်ဆက်တဲ့လေတွေကိုစပြီးတော့တတိထားမိလာတယ်။ကားရီနဲ့လူရီစီကကြားရတဲ့အတန်းဟာသူမအတွက်ဟန်ချက်ညီတဲ့တခြင်းတပုတ် ဖြစ်လို့နေပါတယ်။နှလုံးသားထဲမှာရှိနေတဲ့တခြင်းတစ်ပုဒ်သီဆိုရင်းနဲ့ပိန်ပေါ်မှာလွင့်မျောနေတဲ့အချိန်ပေါ်ပါလလတ်စွာလမ်းလျှောက်သွားပါတယ်။နေ့တိုင်းဖြစ်ကြော်နေကြကော်ဖီဆိုင်ရှိရောက်တဲ့အခါမှာတည့်ရက်စွာဥစင်ထားတဲ့လူငယ်လေးကသူမကိုခေါ်ရင်းနဲ့ဟေးမင်းကလေးအရန်လာနေတာပဲဒီကိုအခုမှအသေးရောက်တာလားလို့ ော်ဖီလေးတစ်ခွက်လောက်တိုက်ပြရစီဆိုပြီးပြောလိုက်တယ်။သူမက ပြုံးလိုက်ပြီးလွလက်ပေါ်ပါစွာလမ်းဆက်လျှောက်သွားပါတယ်။ရုံးခန်းကိုရောက်တဲ့အခါမှာတကားဆောင်ကမင်္ဂလာနဲ့နဲ့ခင်းပါလို့ပြောရင်းနဲ့တကားဖွင့်ပေးပါတယ်။ဘယ်တော့ကမှသူမကိုနှုတ်ဆက်လို့ရှိသူ မဟုတ်ပါ။တက်လီကားပေါ်မှာလည်းသူမအကျွဲ့နေရာဖယ်ပေးကြတယ်။ တော့ဖော်ကိုင်ဘက်ကြီးကလည်းသူမကို တိတ်လာနေတဲ့အကြောင်းပြောဆိုကြတယ်။မန်နေဂျာကလည်းရင်းရင်းနှီးနှီးပြောဆိုဆက်ဆံနေဒီလိုထူးခြားပြီးပျော်ရွှင်စရာကောင်းတဲ့နေ့လေးတနည်းပြီးသွားတော့ဘတ်ကားမရှိပဲတက္ကစီစီးပြီးအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။တက္ကစီပေါ်မှာထိုင်ရင်းနဲ့ပျော်ရွှင်စရာကောင်းတဲ့နေ့လေးတနည်းအကြောင်းသွေးနေမိတယ်။အုတ်ထုတ်အတက်ကိုလည်းကျေးဇူးတင်ရင်းနဲ့ပေါ့။အိမ်ပြန်ရောက်တဲ့အချိန် သူမရဲ့မိခင်ကတကားဖွင့်ပေးတယ်။မာရီယာကိုမြင်လိုက်တော့မိခင်ဖြစ်သူအံ့ဩသွားတယ်။မာရီယာသမီးလေးကတိတ်ကိုလာနေတာပဲ။သမီးငယ်ငယ်တုန်းကလိုပဲမျက်လုံးတွေကလင်းလက်နေတာ။တိတ်လာနေတာပဲလို့ပြောလိုက်တယ်။အဲ့ဒီအခါမာရီယာကဟုတ်တယ်အမေအုတ်ထုတ်အစ်စ်ကြောင့်ပေါ့သူ့ကိုကျေးဇူးတင်ရမယ်ဒီနေ့တနေ့လုံးတိတ်ကိုပျော်ရွှင်စရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့တယ် အုတ်ထုတ်ဟုတ်လားသမီးအုတ်ထုတ်ကဗမာလဲသမီးလေးလို့မိခင်ဖြစ်သူကအံ့ဩစွာမိလိုက်တယ်မာရီယာကခေါင်းပေါ်ဆန်းကြည့်တဲ့အခါအုတ်ထုတ်ရှိမနေပါဘူးအုတ်ထုတ်ကိုဗမာမှာမိကြံထားခဲ့တယ်ဆိုတာမမှန်မိတော့ပါဘူးတက္ကစီပေါ်မှာလားနေလေစာဆိုင်ရင်းနဲ့လားရုံးမာလားဘာမှမမှန်မိတော့ပါဘူး တခြားလေးပြန်စဉ်းစားကြည့်တော့ဆိုင်ထဲမှာအုတ်ထုတ်ကိုစတွေ့တယ်။သဘောကျခဲ့တယ်။စောင်းကြည့်တယ်၊ငွေရှင်းတယ်။ငွေရှင်းရင်သွားတဲ့အချိန်မှာအုတ်ထုတ်ကိုကောင်တာပေါ်မှာတင်ထားပြီးပက်ဆန်အိတ်ထုတ်တယ်။ပြီးတော့ငွေရှင်းလိုက်တယ်။အုတ်ထုတ်ကကောင်တာပေါ်မှာပဲမိကြံခဲ့တာဖြစ်ရမယ်။ဆိုင်အပြင်ကိုထွက်လိုက်တော့အုတ်ထုတ်မပါတော့ပါဘူး။ခုလိုမမိသွားတဲ့အချိန်ပြုံးမိသွားတယ်။ပြီးတော့လမ်းလျှောက်ရင်းအိမ်ပြင်ထွက်လိုက်တယ်။ ုတ်ထုတ်မပါပေမဲ့စိတ်ချမ်းသာပျော်ရွှင်လျက်ပေါ်အုတ်ထုတ်မပါပေမဲ့လာနေလျက်ပေါ်မာရီယာကိုပျော်ရွှင်စေတာကသူမရဲ့အုတ်ထုတ်မဟုတ်ပါဘူးသူမရဲ့ကောင်းမွန်တဲ့အသွေးကြောင့်သာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်